ခုလမဲ့ဇန်နဝါရီလ16ရက်နေ့မှာစတင်ပြေးဆွဲသွားမှာဖြစ်တဲ့ခရီးသည်တင်ရှင်လိုင်းများစီးနေရမှာအများပြည်သူများရဲ့အခက်အခဲကိုကူညီဆောင်ရွက်ပေးဖို့အတွက်စေတနာဝန်ထမ်းများကိုခေါ်ယူသွားမယ်လို့သိရပါဗျ။ ကားမတိုင်တွေမှာဒုက္ခရောက်နေတဲ့ပြည်သူလူထုကိုကူညီရန်အတွက်စေတနာဝန်ထမ်းတွေကိုခေါ်ယူအသုံးပြုသွားမှာဖြစ်ပြီးအဲဒီစေတနာဝန်ထမ်းတာဝန်တန်းဆောင်တဲ့သူတွေဟာသက်ဆိုင်ရာမြို့နယ်လွတ်တော်ကိုယ်စားလှယ်ရေးစီကိုစည်ရင်းပေးပို့သွားရမှာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးနေဖုံးလက်ကပြောပါတယ်။ဘိုးလို့ကတော့ဟိုအခုဟိုကိုဒေတာပြန်ရောက်ပြီဆိုတော့လည်းအချက်ကြည့်ရမှာပေါ့နော်။မှတ်တိုင်ဘယ်နှခုတော့ရှိမလဲပေါ့နော်။အရှိအမှတ်တိုင်ပေါ်မှာ volunteer ဘယ်နှယောက်တော့လုံမဲဆိုတော့စည်ရင်းဟွာဖြစ်ပြီးတော့ အဲ volunteer ဆင်းရင်ကောက်အောင်ပါဘူးဒါပေမဲ့ volunteer ကလည်းတခုတော့ရှိတယ်လူကတော့တခြားလူလူကိုတကယ် information ပေးနိုင်တဲ့လူမျိုးဖြစ်ရမှာပေါ့နော်တခြားရှင်းပြနိုင်တဲ့လူဖြစ်ရမှာပေါ့အဓိကလောက်ရမှာတော့လေဟိုပါလေဒီကလာတို့တို့ဒီတတ်တိုင်တွေကနေပြီးတော့ကွာလူလူကိုဒီဘယ်နေရာသွားကြတာလဲဒီလားဘယ်ဘယ်ဘယ်နေရာသွားနေဘယ်လိုင်းစီးပါစသဖြင့်ပေါ့နော်ဒီဟာဒီနဲ့ပတ်သက်ပြီးတော့ဒီ information တွေတခြားရှင်းပြဖို့ပဲ အဲ့ဒီဟာပဲအရေးကြီးတာဒါအပြင်ဇန်နဝါရီလ16ရက်နေ့မှာစတင်ပြေးဆွဲမဲ့ခရီးသည်တင်ရှင်လိုင်းတွေနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကိုတတ်နိုင်သမျှသတင်းအချက်အလက်တွေကိုပေးသွားရမှာဖြစ်ပြီးပြည်သူလူထုရဲ့တုံ့ပြန်မှုအပေါ်မှာမူတည်ပြီးတော့ဒီထက်ကောင်းမွန်အောင်မိုးမှန်သွားမှာဖြစ်တယ်လို့ဥနေဖုံးလက်ကပြောပါတယ်စေတနာဝန်ထမ်းများက9ရက်တာဝန်ထမ်းဆောင်သွားရမှာဖြစ်ပြီးနေ့ညအဆိုင်များခွဲသွားမှာဖြစ်ကဆက်ဆံရေးပြည့်ပြည့်တဲ့သူတွေကိုခေါ်ယူအသုံးပြုသွားမှာဖြစ်တယ်လို့သိရပါဗျ ရန်ကုန်တိုင်းဒေသကြီးတည်ယူပို့ဆောင်ရေးကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့ကဥဆောင်ပြုလုပ်တဲ့ရှင်လိုင်းစနစ်ကို2018ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာစတင်မှဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှင်လိုင်း58လိုင်းနဲ့ပြည့်စွဲသွားမှာလည်းဖြစ်ပါတယ်အဲ့လိုပြည့်စွဲသွားတဲ့အခါမှာ ABCD အဖြစ်အုပ်စု၄စုခွဲကရန်ကုန်မြို့တွင်းနဲ့မြို့ပြင်တွေမှာပတ်မှတ်ခွဲကြတာဖြည့်စွဲသွားမှာဖြစ်တယ်လို့သိရပါဗျ။